ဟာနီယာဧပရတီရဲ့နေ့ညနေခင်းမှာခိုက်ခဲ့တာပေါ့နော်အနီကောက35လမ်းပေါ်အနီကောက drawing ဖြစ်စီရယ်နောက်ပြီးတော့ဒီ35လမ်းပေါ်ကပဲဒါဘာဆောက်ဦးလဲမသိဘူးလို့ main ကလေးဆောင်ဘူးလားတိချာမသိဘူးခါလေတတော်ဆဆူနေတာဖြစ်စီနေတာ ีตร90ตารางเมตรกูถั่วลาบ่เนาะ3งานนี่90ตารางเมตรเนาะชื่อนี่ก้าวนี่ภาษีไม่ด้วยอ่ะพี่ว่าถ้าต้อง90ตารางเมตรกูชูไรจ้าถ้าซื้อจ้างหน้าก็ปองจ้าทะเมียนใส่นี่ง่ายชื่อได้ซะแง่บ่เนาะเอ่ออะไรมาเิ้นพูว่ารู้1000หมี่รู้แล้วขึ้นหน้าด้วยเป่า ညတာနှစ်ခွန်ခွန်ချောက်တောင်းကရေချာရေချာဟုတ်တယ်တော်တော်လေးထိထားတူရအောင်ပါပြီးတော့ဒီ26လမ်းတောင်း26လမ်း26လမ်းတောင်းကဒီတိုက်ကတော့ဘဝမင်းစားပုံအခုကလေအဲ့ပြက်ပြိုးတဲ့တိုက်တွေလေဟိုလေကော်ဖို့ပေါ့နော်ဖြိုးချဖို့ကလေဈေးတော်တော်များရဲ့ ရှုံဆိုအဲ့လိုသူတို့ရက်နဲ့ဆိုရင်တော့ခြေပင်ရလုတ်ပင်ကတက်တာမလားမသိဘူးတက်မဲ့မိတ်ရက်ထဲကျော်သွားပြီဆိုတော့ကို့အစီအစဉ်နဲ့ဖြိုးရမှာအဲ့တော့အဲ့ဖြိုးတဲ့ကိစ္စကိုကလည်းတင်း900တထောင်လောက်ကုန်မဲ့သဘောမှရှိတယ်ဖြိုးပြရမယ်တိုက်ပြရလေအသက်ဆောက်ဖို့ကုန်ယူနေမှာဒါတော့26ပြည်နဲ့ဂျုံပင်မှာ ရဆောက်လို့တော်တော်ဆိုးတယ်။ကိုရှင်လည်းရောက်ဝင်နေကြ။ရှိတဲ့နယ်လဝင်ဝင်ပိတ်ထားတယ်ရှိတဲ့နယ်လတော်တော်လေးချိန်နေဆိုးတယ်ဘူးတော့တင်းနေမှာဖိနေတယ်ဘာလို့ဒါတော့အချို့ဘက်ကိုရောက်လာတာဒါကြီးကတော့ ဆက်နေနေတော့ပြောင်းရှင်းနေရပဲမမျက်မှောက်ပလာဇာပိတ်ခိုင်းထားတော့ဒီဘက်300ရာလဲ300ရာလဲတိတ်မရှိဘူးထင်တယ်မမျက်မှောက်ပလာဇာအပြင်ဘက်ကကြည့်တာတော့ဆူဆူဝိုင်းမဟုတ်ဘူးဒါပေမဲ့ဈေးဆိုင်နေတော့လည်းဖွင့်ဖွင့်မပြီးဘူးဆိုတော့အထက်ရမလို့လဲတော့မသိကြည့်ရတော့ဒီဘက်ကဆိုင်ကအဆောက်အဦလဲ မဲ့လမ်းဒီနားမှာစပြီးပိတ်ထားလိုက်တယ်။ဟိုဘက်ကမတော်ခိုင်းဘူးဆိုတော့ဟိုဘက်ကမှာတော့တခုဖြစ်နေလို့နေမှာပေါ့။စတော့အဲ့ဘက် grand park ဘက်ကိုသွားကြည့်မလို့ဆိုပြီးတော့ဒီမှာအကိုက်ကြီးစောင်းနေရတော့ဟာနေစီချိုဘက်ကနေပဲပြန်နေလား